ဖာကူဆန်ကိုအဖေအရင်ထက်ထောင်ကြောက်ခဲ့ရတဲ့ Ryan Gay အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် United ကစားသမားတွေကနိပြကြီးစာအလက်ဖာကူဆန်ကိုဆရာလူရောဖခင်တူလို့ပါချစ်ကြောက်ယူတည်ကြတာအားလုံးသိပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမှာ Class of 92မျိုးဆက်ကတော့နာမည်အကြီးဆုံးဖြစ်ပြီးဖာကူဆန်တခွန်းဆိုတခွန်းပွဲပြီးမိတဲ့ပြီးသားပါပဲဗကန်းဆိုလည်းဖာကူဆန်ရဲ့ဖက်နှက်ပြန်ကြောင်းမျက်ခုံးကွဲခဲ့တယ်လို့ကြံကစားသမားတွေလည်းဖာကူဆန်ရဲ့ဒေါ်သားနဲ့လွတ်တဲ့သူမရှိပါဘူး ဒါပေမဲ့လည်းဘယ် United ကစားသမားကမှဖာကူဆန်ကိုအခံဖို့အနေနဲ့တသာမော်တော်မကြည့်ရပါဘူးဒီထဲမှာ Ryan Kit လည်းပါဝင်ဖြစ်ပြီး Kit တယောက်ဖာကူဆန်ကိုဘယ်လောက်ကြောက်လဲဆိုတာကတော့အောချအောင်ပဲဖြစ်ပါတယ်သူဖာကူဆန်ကိုဘယ်လောက်ကြောက်ရလဲဆိုတာကို Kit ကိုယ်တိုင်ကပဲပြပခဲ့တာဖြစ်ပါတယ် ကျွန်တော် United အတွက်25ပွဲလောက်ကစားပြီးတော့အသင်းကောင်းဆောင် Brian Robson ကိုသွားပြောတယ်။ Hey Robo ငါ United အတွက်25ပွဲတောင်ကစားပြီးပြီအသင်းကငါ့ကိုကားတစ်စီးလောက်တော့ဝယ်ပေးတင်တယ်မလားလို့ပြောတော့သူကအေးဟုတ်တာပေါ့ကွာမင်း manager ကိုသွားပြောနေလို့အချွန်ထဲမှာတယ်။ငါလည်း manager ရုံးခန်းသွားပြီး boss ကျွန်တော် United အတွက်ကစားတာ25ပွဲတောင်ရှိပြီးကျွန်တော်ကားတစ်စီးလောက်ရတင်တယ်မလားလို့ဖာကူဆိုင်မျက်နှာကြီးကနေရတွပီးဟိုဘက်လဲသွားတယ်။ကားဘာကားလဲဆိုင်ကယ်တောင်မပေးဘူးလို့ပြောပါလေရော။ဒါလည်းအချိန်နေမဟန်မှန်းသိလို့ကျွန်တော်ပြေးရပါလေရော။ဒီလိုနဲ့ကျွန်တော်အသက်27နှစ်လောက်ရတော့ Ferrari ကားတစ်စီးကိုဝယ်စီးခဲ့ပါ တယ်။အနေအား Ferrari CB လူတွေဝမ်းကြည့်တာခံရတာကိုလည်းကျွန်တော်ပြောပါရစေ။ဒါပေမဲ့ကျွန်တော်ပြောက current တန်လေးချင်းအကွင်းသားရောက်ရင်မရှိတော့ပါဘူး။ကျွန်တော် Ferrari ကားကိုလေးချင်းအကွင်းမရောက်ခင်လမ်းတော်ချိုးလေးမှာခိုးချောင်ခိုးဝဲရက်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့စာရဲတဲ့ Ferguson တည်သွားမှဆိုလိုပါ ဇာသမားတယောက်အဲ့လိုလှုပ်ရက်တွေလုံးနေပြီဆိုရင်စာရလက်ကလက်မခံဘူးလေဗျာကန်ဆိုးကျင်တော့တရက်လဲကြရောကျွန်တော်ကားကိုတွေ့သွားပြီးဒီကားကဘသူဟာလဲဆိုပြီးမေးပါလေရောအဲ့ဒီနေ့ကစာပြီးကျွန်တော်နဲ့ Ferrari ကလည်းရှင်းကန်းပြတ်တာပဲလို့ဂစ်ကပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ဒါပြင်1996ခုနှစ်နိုဝင်ဘာလမှာကင်းနေတဲ့ Ferguson ကိုဒေါသထွက်ပြီးအချိုရဘူးကိုပြစ်ပောက်ခဲ့ပူပါတယ်။အဲ့ဒီအဖြစ်ပြဟာဂျင်ဝင်တန်းနဲ့ယူနိုက်တက်တို့ချန်ပီယံလိဂ်ကစားနေတဲ့ပွဲမှာဖြစ်ပြီးပထမပိုင်းပြီးလို့အဝေးလဲကမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တခိတခါကအန်တိုနီယိုကွန်ဒီနဲ့ဂျီဒန်တို့လိုကစားသမားတွေရှိတဲ့ဂျူဗီတက်တင်ကဥရောပမှာရှုပ်လို့မရတဲ့အင်အားကြီးအသင်းတင်းဖြစ်နေတဲ့အချိန်မှာဂီဥဆောင်တဲ့ယူနိုက်တက်ကပွဲအတွင်းမှာကစားရတာခက်ခဲတွေရှိနေခဲ့ပါတယ်။ဂီကကွင်းလန်ကနေဘောလုံးဖြတ်ပြီးတိုက်စင်ဖို့ကြိုးစားခဲ့ပေမယ့်အဆင်မပြေဖြစ်နေတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပါ။ဒီရာကိုဖြည့်ရှင်းဖို့အဝေလဲကန်းထဲမှာဂစ်အနေနဲ့ဖာဂူဆန်ကိုဒေါ်ဂျီမိုဂျီနဲ့တင်ပြပြောဆိုခဲ့ပါတယ်။အဲဒီလိုပြောဆိုပြီးစကားဆုံးမှာဂစ်ကအချိုရွက်ကွက်ကိုပြစ်ပေါက်လိုက်ပါတယ်။ အဲ့ဒီချိုရီကဖာဂူဆန်ကိုတိုက်ရိုက်မထိပဲအဝေပုံးကိုထိမှန်ပြီးဖာဂူဆန်ရဲ့ခြေထောက်နာကိုလွင့်ဆင်သွားခဲ့ပါတယ်။အတင်းမှာဆိုဖိဖိတောင်းအောင်ကြောက်ရတဲ့ဖာဂူဆန်ကိုကင်းနေတဲ့အခုလိုလုခဲ့တာကြောင့်ဖာဂူဆန်နေနဲ့ဂစ်ကိုပြည့်တန်ချမှတ်ပါတော့တယ်။ဖာဂူဆန်ကသူ့ကိုအချိုရီဆင်သွားပြီးတဲ့နောက်မှာ ချက်ချင်းပဲမက်ကလေးဒုတိယပိုင်းမင်းဝင်ကစားရမယ်လို့ပြောခဲ့ပြီးဂိတ်ကိုတစ်ချက်လှည့်ကြည့်ကမင်းထွက်ရမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီပြည်တဲ့ဟာပွဲတွင်းမှသာချမှတ်ခဲ့တာဖြစ်ပြီးနောက်ဆက်တွဲပြည်တဲ့အနေနဲ့ဂိတ်ရဲ့တပတ်လောက်ခကိုတန်ကြီးအနေနဲ့ချမှတ်ခဲ့ပါတယ်။ဂိတ်အနေနဲ့အဲ့ဒီအဝိလက်ခန်းကအဖြစ်ပြက်ကြောင့်နောက်ဆုံးဘယ်တော့မှဖာကူဆန်ကိုဆန့်ကျင်ဖို့ကြိုးစားတော့မှာမဟုတ်ပဲတင်ကန်းစာရမိကြောင်ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ ပါကစံနေနဲ့လေကင်းတဲ့ပြဿနာတက်ပြီးနောက်မှာအဲ့ဒီကိစ္စတွေကိုဆက်မပြောတော့ဘဲသူ့အလုပ်ကူတာအယုံဆိုင်လုပ်ခဲ့ပါတယ်။ Ryan ကပါဝင် Class of 92အုပ်စုဟာ Silent Fagusan ပေါ်ဒီလိုချစ်ကြောက်ယူတယ်လို့လည်းအောင်မြင်တဲ့ကစားသမားဘဝကိုထူးဆင်းနိုင်ကြတာဖြစ်ပြီးတချိန်က United ကစားသမားတွေဟာ Fagusan ကိုကို့အဖေတက်တောင်ကြောက်ခဲ့ရတဲ့ခိတခိကပုံမြင်တဲ့ပုံလိုရှိနေကြတာမဟုတ်ဘဲဖြစ်ရမှန်ဖြစ်ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ United မှာသာအရင်က Ferguson လိုစိတ်နဲ့အခုကစားသမားတွေနဲ့သာဆိုရင်ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာခင်ဗျားတို့အနေနဲ့ထင်မြင်တာတွေကို comment မှာရေးပေးသွားခဲ့ကြပါဦး United ကိုချင်းခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်